အားလုံးပဲမင်္ဂလာပါ Tree Community တင်နာမှာကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ Crane Mo Colan Colan နဲ့ထပ်ပြီးတော့ဖန်တီးခြင်းအကြောင်းအရာလေးပြပြပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော် Page Maker မှာခုလက်ရှိမြင်နေရတာက Colan တစ်ခုတည်းကျွန်တော်မြင်နေရတာပေါ့နော်။ကျွန်တော်တို့ကဒီလို Colan တစ်ခုတည်းမဟုတ်တော့ဘဲနဲ့စာမျက်နှာတစ်မျက်နှာထဲမှာ Colan တွေကိုကိုယ်တည်းလောက်ဖန်တီးတော့မယ်ပေါ့နော်။ဖန်တီးတော့မယ်ဆိုရင်ကျွန်တော်အချက်နဲ့ချက်ပဲရှိပါတယ်။နံပါတ်1ချက်နေရတာကြာတော့ကျွန်တော်တို့ go to layout menu layout menu သွားမယ်ပြီးပြီဆိုတော့ကျွန်တော်တို့ choose column guide column guide ဆိုတဲ့စာကြောင်းလေးကျွန်တော်တို့ရွေးရပါမယ် နောက်တစ်ခုအနေနဲ့ကြာတော့ Titan number in number of column box ပေါ့နော်ကျွန်တော် number of column မှာဘယ်နှခုခွဲမှာလဲဆိုတော့ကျွန်တော်ဖော်ပြပေးရပါမယ်ပြီးပြီဆိုတော့ကျွန်တော် space between column တစ်ခုနဲ့တစ်ခုကြားထဲမှာဘယ်လောက်กว่าချမ်းမလဲဆိုတော့ကျွန်တော်တို့ဖော်ပြပေးရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်ကြည့်ရအောင်နော်ခုလက်ရှိမြင်နေရတာကကြာတော့ကျွန်တော်တို့ column တစ်ခုတည်းပေါ့နော်ဒီနေရာမှာကျွန်တော်တို့ column တစ်ခုတည်းဖြစ်တော့စာရေးတော့မယ်ဆိုရင်အပြည့်အနေနဲ့ဖော်ပြပေးမှာပါနော်ကျွန်တော်ဒီမှာစာရေးနေရတာကြာမှာဆိုလို့ Microsoft Word မှာရိုက်ထားတဲ့စာလေးကိုကျွန်တော်က copy ပွားလိုက်မယ်ပြီးရင်တော့ page maker မှာကျွန်တော် pass လုပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ column တစ်ခုထဲမှာပဲစာရဲ့အကုန်လုံးဖော်ပြပေးရပါတော့ကျွန်တော်တို့ကအဲ့လိုမျိုးမလုပ်တော့ဘူးစာမျက်နှာတစ်မျက်နှာထဲမှာပဲကျွန်တော် column လေးတွေခွဲတော့မယ်ပေါ့နော် column လေးတွေခွဲတော့မယ်ဆိုရင်တော့ဘယ်လိုသွားမလဲဆိုတော့ရှေ့မှာပြောခဲ့သလိုပဲ layout menu သွားပါမယ်ပြီးပြီဆိုတော့ကျွန်တော် column guide ကိုရွှေ့မယ်ဒီ number တော့ column ဆိုတဲ့နေရာမှာဘယ်နဲ့ column ခွဲချင်တာလဲကျွန်တော်တို့က3 column ခွဲမှာဆိုတော့ number 3လို့ရိုက်ထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ space between column ဒီမှာတော့ကျွန်တော်0.167 in chess ပေါ့နော်ဒီလောက်ပဲကျွန်တော်ထားလိုက်တော့မယ်ပြီးရင်တော့ကျွန်တော် okay နေလိုက်မယ်ဒါဆိုရင်ကျွန်တော်ရဲ့ဆိုင်မျက်နှာမှာ column ၃ခုအနေနဲ့တူပေါ်ပြပေးမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရှေ့မှာပြောခဲ့ဆိုပဲစာမြိုက်တော့ဘူး Microsoft Word မှာရေးထားတဲ့စာလေးကိုကျွန်တော် copy ပွားလိုက်မယ်ပေါ့နော် control c ပြီးရင်တော့ကျွန်တော် page maker မှာ test 2ခေါ်ပြီးရိုက် session point ချထားလိုက်မယ်ပြီးရင်တော့ကျွန်တော် control v နေလိုက်မယ်ဒါဆိုတော့ကျွန်တော်တို့က column တစ်ခုထဲမှာပဲစာရဲ့အကောင်လုံးပြည့်ပေါ်ပေးမှာပေါ့နော်ပုံမှန်ဆိုရင်တော့ဒီဘက်ကိုဆက်သွားမှာ ီမှာတော့ကျွန်တော်တို့ column ခွဲထားဆိုတော့ဆက်ပြီးတော့မသွားတော့ဘောနော်နောက်ထပ်စာရေးရိုက်ထိုင်မယ် control v နှိပ်လိုက်မယ်ဒီမှာလဲကျွန်တော်တို့စာရေးကကိုခွဲထားတဲ့ column မှာပဲအကုန်လုံးဖော်ပြပေးမှာဘောနော်ဒီမှာဆိုရင်ကျွန်တော်၃ခုခွဲထားဆိုတော့၃ခုအနေနဲ့ဖော်ပြပေးမှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ column တွေခွဲပြီးပြီဆိုရင်ကိုလိုချင်သလိုလေးတွေကျွန်တော်တို့ပြင်ဆင်လို့ရတယ်ဘောနော်ဒီနေရာမှာကျွန်တော်တို့ character view နဲ့ပြင်မလား paragraph view နဲ့ကျွန်တော်ပြင်မလားပြင်လို့ရတယ်ဘောနော် font နေရာစကျွန်တော်တို့အကုန်လုံးပြောင်းလို့ရတယ် ဘိုးရီတင်ကျင်နေဆိုလဲတင်လို့ရတယ်ကျွန်တော်တို့ဘိုးတင်ကျင်နေဆိုလဲဆက်လက်မှတ်လိုက်မယ်ပြီးပြီဆိုတော့ကျွန်တော်တို့ဘိုးနှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ကဒီက character view မှာရှိတဲ့ဘိုးတင်ငယ်သားလေးကိုမနှိပ်ချင်ဘူးဆိုရင်ဘယ်နေတော့လို့ရလဲဆိုတော့ type menu တွားပါမယ်အထက်မှာကျွန်တော် type style ဆိုတာလေးရှိတယ်ကျွန်တော်တို့ကဘိုးတင်ကျင်တာလား item လေးစလုံးစောင်းကျင်တာလားကိုယ်ကြိုက်တယ်လို့စောင်းလို့ရတယ်ဒီလိုမှမဟုတ်ဘူးကျွန်တော်တို့က paragraph view ကနေပြီးတော့နှစ်ဖက်ညီတွေကျွန်တော်လှုပ်ချင်တယ်ဆိုလဲရတယ်ကျွန်တော်တို့ position နဲ့စာလေးတွေကိုအကုန်လုံးဆက်လက်မှတ်လိုက်မယ်ပြီးပြီဆိုတော့ paragraph view ကိုတွားမယ် ကျွန်တော် justify လေးနှိပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်ဒီမှာနှစ်ဖက်ညီပုံစံလေးနဲ့တို့ကဖော်ပြပေးမှာပေါ့နော်ကျွန်တော်တက်ခွန်ကျင်လည်းရတယ် font size တွေကြီးကျင်နေဆိုရင်လည်းရတယ်ကျွန်တော်တို့ character view ကနေကျွန်တော်တို့ font size လေးတွေကျွန်တော်တို့ကြီးခိုင်းလို့ရတယ်ပေါ့နော်ဒီနီးလန်းလေးကဘယ်နေရာမှာတုံးတယ်လဲဆိုရင်ကျွန်တော်တို့တက်ဂရိုဒီမှာပေါ့နော်စာမေးပွဲတွေနီးလာတဲ့ခါကျရင်ကျွန်တော်တို့ copy စာလေးတွေရေးတဲ့အခါမှာကျွန်တော်တို့အသုံးပြုလေးရှိရပါတော့ပြောလို့တော့အဆင်မပြေပါဘူး ဒီနီလန်းလေးနဲ့ကျွန်တော်တို့များတော့ဖြင့်လောက်ကြတာပေါ့နော်ဒီနီလန်းလေးနဲ့ကျွန်တော်တို့ Microsoft ဘာမှာကော်လန်လေးတွေခွဲလို့ရတယ်ပြန်ပြီးတော့ပေါင်းကျင်တယ်ဆိုရင်လည်းပေါင်းလို့ရတယ်ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့လေးယောက် menu သွားပါမယ်ဒီနေရာမှာကော်လန် guide ကိုကျွန်တော်ပြန်ပြီးတော့ရွေးမယ် number တော့ကော်လန်ဆိုတဲ့နေရာမှာကျွန်တော်တို့က1လို့ပဲပြန်ပြီးတော့ပြောင်းလိုက်မယ်ပြီးရင် okay နေလိုက်မယ်ဒါဆိုတော့ကျွန်တော်တို့ကကော်လန်လေးဟာတခုတည်းပဲဖြစ်သွားရပါတော့။စာလေးတွေကကြာတော့ဒီလိုအစီအစီလေးတွေနဲ့ပဲပြန်ပြီးတော့ဖော်ပြပေးမှာဖြစ်ပါတယ်။ ျွန်တော်တို့ကိုလိုရတလို့ပြင်ပြီးတော့ပြင်ဆင်လို့ရတယ်ဗောနော်ဆိုတော့ဒီဗီဒီယိုလေးမှာရှင်းပြသွားတယ် page maker မှာဗောနော်ကျွန်တော်တို့ column လေးတွေဘယ်လိုထပ်ပြီးတော့ခွဲရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုနားလေတပေါ်ပေါက်လိုက်မယ်လို့ပြောလဲပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်